สวัสดีปีใหม่ค่ะสวัสดีทรงกลางนะคะ ไงล่ะเอาอาคุณนี่ยาวในด้านนี้ยากาสุยท้ายลุมโยด้วยจิมบ้าเลยท้ายตะเจียนหรือเาเช่ท้ายตะเจียนกะเสยันในกาซาบิโดนั่นเสยันเนที่บาเช่ 2025လေးလပိုင်း10ရက်နေ့ကစပြီးတော့လေးလပိုင်း20ရက်နေ့အထိထိုင်းလူမျိုးတွေကျင်းပတဲ့ထိုင်းတကြံမလေးရှားမှာပါရှင်နေ့လေ12နှစ်ရီကစပြီးတော့ညနေအထိ12နှစ်ရီအထိပါနေ့လေ12နှစ်ရီကနေညနေ6နှစ်ရီအထိထိုင်းအစားစာမုတ်ဆေးတန်းတွေဝယ်ယူစားသုံးလို့ရပါတယ်ရှင် တကြံရေကစားချိန်ကညနေ6နာရီကစပြီးတော့ညနေ12နာရီထိကစားလို့ရပါတယ်ရှင်။နေ့တိုင်းရှိုးရှိတဲ့တီကျရှိပါတယ်ရှင်။မုတ်ဆေးတန်းကဆိုရင်ထိုင်းအစားအစာအစုံအစုံလင်းလင်းကိုရနိုင်တယ်နော်။ဒီနေ့နှင်းသွားတာပါ။အစားအစာအားလုံးလည်း အားလုံးအားလုံးစားကောင်းပါတယ်ရှင်။ဒီနေ့နှင်းအများကြီးအများကြီးစားလာတာပါ။အရင်ဦးဆုံးပါတွေ ရောင်းလဲပါအစားစာတွေရောင်းလဲဆိုတာအတူတူလိုက်ကြည့်ကြပါရှင်။ခါရိုးရာတင်းကြံမှာမပါမဖြစ်မရှိမဖြစ်ကတက်ကြီးတဲ့လူကြီးတွေကိုမိဘတွေဒီလိုမျိုးပန်းတွေပေးကြပါတယ်နော်။ထိုင်းလူမျိုးတွေရဲ့ရိုးရာပါရှင်။တင်းကြံကမြန်မာတွေရဲ့လက်ဦးမြန်မာလူမျိုးတွေရဲ့နှစ်တိကူမြန်မာတင်းကြံဖြစ်တာမလို့ ိုင်းလူမျိုးတွေလည်းထက်သူပဲเนาะနှင်းတို့လိုမြန်မာလူမျိုးတွေတင်းကြံမှာလူကြီးမိပါဖရာတရားတန်ခါတွေကို ကုတူလောက်တာဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ထုကို အမွေးကြရေနဲ့ရေလောင်ပေးတာတင်းကြံရောက်တာတစ်နှစ်တစ်ကြိမ်မြန်မာလူမျိုးတွေရဲ့ရိုးရာမွေနှစ်ဖြစ်တယ်နော်ထိုင်းနိုင်ငံကလည်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တာမလို့ဒီလိုမျိုးပန်းတွေနဲ့ရေဖလားထဲမှာပန်းပွေတွေထွက်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ရုပ်ထုကိုလည်းထိုနည်းအတူပြုလုပ်တယ်နော် မှန်တကယ်ကဒီတင်းကျဲအမွေနှစ်ကမြမရိုးရာအမွေနှစ်ဖြစ်တာမလို့ကိုယ့်ရဲ့မြမပြေးကိုယ့်ရဲ့ရိုးရာကိုတိတိကျကျမကျင်းပနိုင်တာနှစ်တူလည်းနည်းနည်းကြာသွားတာပေါ့နော်ကိုယ့်မြမလူမျိုးရဲ့ရိုးရာမူရင်းကိုတခြားနိုင်ငံကဒီလူမျိုးစီစီကားကားလေးလောက်တာတွေ့လို့နည်းနည်းလေးရစိတ်မကောင်းဖြစ်တာပေါ့နော်စကားပြောတာအမှားပါသွားရင်လည်းခွင့်လွတ်ပါရှင့် စားစာတွေရနိုင်လဲဆိုတာတူတူလိုက်ကြည့်ကြမယ်ရှင်လိုက်ခဲ့ပါနော်အစားစာတွေမှာခိုင်းအစားစာစုံစုံလင်းလင်းကိုရတယ်နော်ကြည်ပါအောင်တဲတို့ရေတဲတို့အကြိုက်လားမသိဘောဒါတွေအားလုံးနှင်းအကြိုက်နှင်းအကြိုက်အကြိုက်ဆုံးကြည်ပါအောင်ကင်းမူတွေပစုံတွေလည်းလက်ဆက်နေရောငါးတွေလက်ဆက်နေရောဒါကတုံညမ်းလေးပါနော်ခိုင်းတုံညမ်းလေးပါပင်လေစာကနန်းတွေပစုံတွေအဲ့လိုမျိုးရတယ်အထောင်းတွေလည်းရတယ်နော်စုံစုံလင်းလင်းကိုရတယ်ကွာတရေရိုတယ်ကြည်ရင်နဲ့ကို တရေယိုတယ်အချိုကြိုက်တဲ့သူတွေမှုတ်တယ်အများကြီးပဲเนาะဒီမှာ အသေးရလိုက်တာအစားစာကြီးလောက်များတယ်ကြည့်ပါမှုတ်တွေဆိုရင်အမျိုးမျိုးအမျိုးမျိုးမှာအမျိုးမျိုးရတယ်ရေခဲမှုတ်လည်းအမျိုးစုံရတယ်ပင်လယ်စာတွေအထောင်းတွေเนาะခိုင်းအစားစာတွေအမျိုးမျိုးရတယ်အစားစာတွေအများများလုံးလို့ဘာစားရမှန်းကိုမသိဘူးအများကြီးရှိတယ် လုံးကနှင်းအကြိုက်ဖြစ်နေတယ်နှင်းဆိုရင်ထိုင်းအစားစာလေးကိုအသေးကြိုက်တယ်ကြည်ပေါင်းတဲတို့ရဲ့ဝက်သားနော်ဝက်အခောက်တဲ့ဝက်သားကြိုက်တဲ့သူတွေဆိုရင်အဆင်ပြေနေရောနော်တနေရတဲ့ကိုအစုံစုံလင်လင်နဲ့စားရတယ် ကဲတဲ့ဒါကပါလဲတော့မသိဘူးเนาะထိုင်းတွေတော်တော်များများစားကြတာငားกินပေါ့เนาะဒီငားကဆိုစားနဲ့กินထားတာဒါကဆိုရင် side cock isan လို့ခေါ်ပါတယ်เนาะအမျိုးမျိုးဝဲကြည့်ပါအောင်ပါစားရမှန်းကိုမသိဘူးအားလုံးကိုရအကြိုက်ဖြစ်နေတာဒီဆိုင်လေးကဆိုရင်အกินဆိုင်ပေါ့เนาะအกินကိုမအကိတ်ကြီးနဲ့ရောင်းပေးတာเนาะ နှင်းလိုမျိုးရှိကြလာတော့မသိဘူးထိုင်းစားစာဆိုအရန်ကြိုက်တယ်တခါတလေဆိုရင်ထိုင်းဆိုင်သွားပြီးတော့ကိုကြိုက်တဲ့ဟာမရှိလို့ပိုက်ဆံစုဘူးထိုင်းနိုင်ငံတခါလောက်သွားပြီးတော့အထိုင်းအစားစာတဝစားလာမယ်လို့စိတ်ကူးထားတဲ့သူတွေရှိလားစိတ်ကူးထားတဲ့သူတွေရှိတယ်ဆိုရင်ထိုင်းနိုင်ငံသွားเสียမလို့ဘူးထိုင်းတကြံတန်းမှာထိုင်းအစားစာအမျိုးဆိုအမျိုးဆုံးရတယ်ထိုင်းသွားเสียမလို့တော့ဘူးနှင်းဆိုရင်ထိုင်းသွားချင်တဲ့ site ပါပျောက်သွားတယ်ဘာဖြစ်လဲဆိုထိုင်းအစားစာတိမာမလေးရှားမှာအမျိုးဆိုအမျိုးဆုံးရနေတာ ာပေါ့နော်သူကအမြဲတမ်းမရဘူးသူရဲ့ချိန်အခါပေါ့နော်ဒါကထိုင်းတခြင်းထိုင်းတခြင်းအချိန်ကဖြစ်တာမလို့စက်တရက်တိတိထိုင်းအစားစာတွေတဝကြီးစားလို့ရတယ်ထိုင်းအစားစာတွေမကဘူးနော်အမျိုးစုံရတယ်တခြင်း ကစားချင်တဲ့သူတွေဆိုရင်17ရက်တိတိဒီမလေးရှားမှာကစားလို့ရပါတယ်ရှင်ကြည်ပေါ့တဲတို့ရေကွတ်တီယိုတို့ကွတ်တီယိုအရေအတော့အပြုတ်အမျိုးစုံရတယ်ဝက်ပောင်ဝက်ချစ်တောင်းနှက်တွေအမျိုးစုံရတယ်ပေါ့နော်ဝက်တာကြိုက်တဲ့သူတွေပေါ့နော်နင်းကဆိုဝက်တာမစားတဲ့သူဖြစ်တာမလို့နင်းစားတဲ့အစားစာတွေပင်လယ်စာတွေပဲစားပါတယ်ရှင်ဒီမှာအချို့တဲပေါ့မုတ်တွေဆိုရင်လက်အမျိုးစုံအမျိုးစုံမဆိုမအမျိုးစုံအကင်တွေ BBQ တွေမှာအမျိုးစုံရတယ်နော်လာစားချင်တဲ့ ဲလာလေခြင်းတယ်ဆိုရင် comment မှာလိပ်စာလေးရှိပါတယ်ရှင်တော့တော့ညီကဝမ်အတက်ရောရောင်းနေမမလေးရှားမကေဝမ်အတက်ရောင်းနေမမလေးရှားမကေရှိအနက်ဆေးမတိညောင်းနာ no include ចៅဟတောက်ပေါန်တော့ဒီ no include ដែរចៅဟတောက်ပေါန်តែနေမနာတော့တော့ដល់ដើញမလေးရှားနော်ရနာជុំមួងងូទៅទីနေမနာ เดปักคันแน่กะตีจุแบนี่องัวถูกกะเจ้าจุแบนี่ตอมนะมันก็เชียแน่เชียก็มันก็ระปวดอันแน่กอมตีเกลยหนูจุแบนี่ปะเนาะแพ่กะตีเดปักถูกกะเจ้าแบนี่ตอม และแช่วอนได้กะตีเรานี่ปะสงัวเดี๋ยววอนได้ถูกกะจับจุแบนี่ตอมนะ นี่เลยอายามไปสาเนี่รับเช่นรู้อเกนตงชาอเกยกีจีตงชาเลยกูจะปูเวทาบาริเชนเอาแทบปาเท่าเวซาเลยสุรไทม์ออริจินัลไทม์ลิมอนทีเลยบาชิ ချင်းချင်းလေးနဲ့အရန်ကအီအီလေးစားတဲ့အခါကျဒါလေးတောက်လိုက်ရင်ရှယ်ကနောက်ထပ်နှင်းစားမှာကထိုင်းမုတ်တီလေးပါနှစ်အရန်တိုက်ထိုင်းမနေတော့ဆိုရင်နေ့တိုင်းနီးပါးစားဖြစ်တဲ့ထိုင်းမုတ်တီလေးပါရှင်စားချပေါအောင်သေးတို့ရေမွမွေးလေးနဲ့ထိုင်းမုတ်တီရေထိုင်းအကင်ရေထိုင်းလီမွန်တီလေးပါရှင်မငဲရအောင်အလုံးမင်္ဂလာပါရှင်ဘိုက်လည်းအရန်စားနေပြီးစားချင်တယ်မရှင်ထိုင်းမုတ်တီနဲ့ ိုင်းအကင်လေးပါထိုင်းလီမွန်တီလေးပါရှင်စားချပါအောင်တဲ့လို့ရေအကင်တွေအများကြီးပဲเนาะဒါသုံးချောင်းကိုအများကြီးပါတယ်အကင်ကားဆိုရင်အကြီးအကြီးတွေနဲ့ရောင်းပွဲတာကိုသုံးချောင်းနဲ့ကိုတပူးပြေခါနီးပေါ့เนาะအရန်လဲစားကောင်းတယ်ထိုင်းမုတ်တီတွေကလည်းအရန်ကောင်းတယ်ကြက်သားတွေကလည်းနူးညက်တယ်ထိုင်းမုတ်တီမှာပါတဲ့ KND ကဆိုရင်နှင်းတို့မြန်မာလူမျိုးတို့ကတို့စားရတာပေါ့เนาะ ိုင်းလူမျိုးတွေကထိုင်းမောက်ဒီချက်တဲ့ခါကြအငင်းချက်တဲ့ရှင်လုံလုံလေးနဲ့ပေါ့နော်ခရမ်းဒီကအများကြီးပါတယ်ရှင်အရန်လဲတန်တယ်စားလဲကောင်းတယ်အီးမေးလို့ထင်ထားတယ်မအီဘူးပေါ့နော်အရန်ကောင်းတယ်ထိုင်းမုတ်တီရဲ့အကင်ရဲ့ဒီရာတွေစားပြီးတော့မအီသွားအောင်ထိုင်းလီမွန်းထီဝယ်ထားတာကတော့ဝယ်တာမှန်သွားပြီလို့ပြောတာပေါ့နော်ထိုင်းအစားအစာတော်တော်များများကချိုတယ် ချိုတာအီတာစားတဲ့အခါကျရင်ချင်းချင်းလေးတောက်မှကောင်းတယ်ရှင့်။ထိုင်းလီမွန်ထီးကလည်းကွက်တိပဲစားမဝလို့ဆိုပြီးတော့ကင်းမှုအကင်လေးတောက်ဝယ်စားမယ်ရှင့်။အချင်း sauce လေးကြည့်ပါအောင်နော်။အယံကိုတရေရိုတယ်ရှင့်။ကင်းမှု၃កောင်လေးပါ။ကင်းမိုကင်း၃កောင်လေးပါရှင်ပေးထားတဲ့ဈေးနဲ့အရန်တန်တဲ့စားကောင်းနေရှင်၃កောင်ကို20ပါရှင်အကောင်ကြီးကြီး၃កောင်ကို20တဲ့နော်စားကောင်းနေရှင်အချင်း sauce ၂မျိုးလုံးယူထားတယ်၂မျိုးစလုံးကကောင်းတယ် ဒီနေ့နှင်းစားတဲ့စားစာအားလုံးအရန်ကြိုက်တယ်။အရတာနေသားကနှင်းအကြိုက်ဆုံးအရတာနေသားဖြစ်တဲ့အရန်ကောင်းတဲ့နှင်းစားနေကြ။ထိုင်းမှာစားတဲ့အရတာအတိုင်းရတာမလို့အရန်စိုက်ကျင်နေတဲ့ဒီနေ့ကတရုတ်ထဲကိုတရဖို့စားလာခဲ့ပါတယ်ရှင်။ဒီနေ့အများကြီးစားထားလို့ပိုင်ရန်တဲ့နေပြီးရှင်အရန်လဲစားကောင်းတယ်။မအီသွားအောင်ထိုင်းလူမွန်တီချင်းချင်းလေးကိုတောက်မယ်ရှင်။အရန်စားကောင်းအရန်ကြိုက်။နောက်ထပ်တဲ့လာစားအောင်မယ်ရှင်။